နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ပါれဇောလာ26ရက်တနင်္လာနေ့ ကောရင်သောရာဇာဒုတိယဆောင်ခန်းကြီး3အငယ်12မှ18ထို့သို့သောယုံကြည်မျောလင့်ခြင်းရှိသည်ဖြစ်၍ငါတို့သည်ထိန်ဝတ်ခြင်းအရှင်းမရှိအတိအလင်းဟောပြောကြ၏ပယ်ရှင်သောအရာ၏အဆုံးကိုဣသရေလအမျိုးသားတို့သည်စိတ်စိတ်မကြည့်ရှုစေခြင်းကမောရှိသည်မိမိမျက်နာကိုဖုံးအုပ်တကဲ့သို့ငါတို့သည်မပြုကြသူတို့စိတ်နှလုံးသည်မိုက်မဲလျက်ရှိ၍ယခုတိုင်အောင် ဓမ္မဟောင်းကျမ်းစာကိုဖတ်ကြတော်အခါအနတ်အဓိပ္ပာယ်သည်ဖုံးအုပ်လျက်ရှိ၏အကြောင်းမူကားခရစ်တော်အားဖြင့်သာထိုဖုံးအုပ်ခြင်းအကြောင်းကိုပယ်ရှင်းရ၏ယခုတိုင်အောင်လဲမောရှိ၏ကျမ်းစာကိုဖတ်ကြတော်အခါသူတို့စိတ်နှလုံးသည် ဖုံးအုပ်လျက်ရှိသေး၏သို့တော်လည်းသခင်ဖျားထံတော်သို့ ပြောင်းလဲတော်အခါထိုဖုံးအုပ်ခြင်းအကြောင်းကိုပယ်ရှင်းလိမ့်မည်သခင်ဖျားဟုဆိုသော ဝိညာဉ်တော်တရားကိုဆိုလိုသည်သခင်ဖျားဤဝိညာဉ်တော်တရားသည်လွတ်ချင်းချမ်းသာကိုပေးတတ်၏ငါတို့ရှိသည်မြသည်မျက်နှဖုံးကို ဖွင့်လျက်မှန်ကိုကြည့်တကယ်သို့သခင်ဖျားဤဘုံတည်တော်ကို ကြည့်မြင်၍ဝိညာဉ်တော်တရားဤအရှင်သည် ရောင်ကြီးတော်ကိုလွတ်တော်မူသည့်အတိုင်ငါတို့သည်ဘုံအတ္တိတိုးပွား၍ပုံတရံတော်နှင့်အညီ ပြောင်းလဲခြင်းရှိရချာ၏ ငါတို့သည်ဘုံအသရေတိုးပွား၍ပုံတံတော်နှင့်အညီပြောင်းလဲခြင်းရှိရကြ၏ကောရိန္သုဩဝါဒစာဒုတိယစာအခန်းကြီး3ခန်းငယ်18ဝိညာဉ်တော်အဖြစ်ပြောင်းလဲခံရသည်နီလ်ဒေါကလစ်သည်အရလနိုင်ငံသို့သွားမိလျှင်ပေါ်တွင် သူထိုင်ကုန်၌အခြားခရီးသည်တဦးရှိနေသည်ဖြင့်၎င်းကိုဖြည့်ရှင်းရန်စကားဆလိုက်သည်ထိုခရီးသည်ကမော့ကြည့်ရာနီလ်မှသူနှင့်ပုံစံတူတူနှင့်မျက်နှာချင်းဆိုင်တွေ့လျက်ရသည် အခြားခရီးသည်များကပုံစံတူအမျိုးသားနှစ်ယောက်ကိုကြည့်ပြီးရီမောကြစဉ်နီးလိုနှစ်ဦးသာဆယ်ဖီရိုက်ခဲ့သည်ထို့နောက်တဲခုံမီဟိုတယ်တစ်ခုထဲဖြစ်နေ၍သူတို့ပြန်ဆောင်ခဲ့ပြီးတတိယကြိမ်တွင်မူဒေသခံအရက်ဆိုင်တွင်ထွက်ဆုံပြန်သည်နောက်တစ်နေ့မနက်တွင်ထူးထူးခြားခြားတူညီသောမျက်နှာတွင်ပြင်ကြသူတို့၏ဆယ်ဖီဓာတ်ပုံမှာဆိုရှယ်မီဒီယာတွင်ပြန့်နှံ့သွားကြောင်းသိလိုက်ရသည်မွေးချင်းအမှမဟုတ်ပဲအခြားလူတူဦးနှင့်ဆင်တူခြင်းက အံ့အားသင့်စရာဖြစ်တော်လေဖျားသခင်နောက်တော်လိုက်လျှောက်သည့်အခါကျွန်ုပ်တို့သည်ဖျားသခင်နှင့်ပို၍တူလာမည်ဟုတမကျန်းစာက ဖော်ပြထားသည်ဓမ္မဟောင်းကျမ်းတွင်ဖျားသခင်နှင့်မျက်နှာချင်းဆိုင်တွေ့ဆုံခြင်းဖြင့်မောရှိ၏မျက်နှာပြောင်းလဲသွားပြီးမောရှိ၏မျက်နှာမှထွက်တော်ရောက်ကြည့်ကြဣသရေလအမျိုးသားတို့သည် သူ၏မျက်နှာကိုစစ်စစ်မကြည့်နိုင်ပါ။ယနေ့တွင်ဝိညာဉ်တော်၏အမှုတော်အဖြစ်ပုံတံတော်နှင့်အညီပြောင်းလဲခံရသူများ၌ သခင်ယေရှု၏ဘုန်းတော်ကိုထင်ရှားစွာ တွေ့မြင်ရသည်။ဘုရားသခင်ကိုတည်ကျွမ်းခြင်းနှင့်ချစ်ချင်းမေတ္တာတိုးပွားလာခြင်းက အတွင်းနှင့်အပြင်ဘက်၌ထင်ရှားပေါ်လွင်သော ကိုကျင့်တရားနှင့်ဝိညာဉ်ရေးဆိုင်ရာပြောင်းလဲမှုများကို ဖြစ်ပေါ်စေပါသည်။ဘုရားသခင်သည်ကျွန်ုပ်တို့၏နှလုံးသားနှင့်စိတ်ဝိညာဉ်ကိုပြုပြင်သောအခါဤဘဝလောကခရီးရှိခရီးသွားဖို့များရှိတွင် ပြောင်းလဲမှုများထင်ရှားပေသည်။ ယေရှုကိုတည်ကျွမ်းခြင်းကသင်အားမြည်တို့ပြောင်းလဲစေသည်။ယနေ့သင်အထင်၌မြည်သည့်အရာကိုဖျားရှင်စိုက်ပျိုးနေသည်။ဖျားသခင်ကိုရောနှင့်တည်တူအောင်ကျွန်ုပ်ကိုဆက်လက်ပြောင်းလဲပေးသည့်အတွက်ယေရှုတင်ပါ၏။သခင်ယေရှုနာမကို အမည်ပြု၍ဆုတောင်းပါသည်။အာမင်။ င်းစဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။